တဲ့ကောင်းထဲမှာဖရာတရားတန်ခါဆိုတာမရှိတော့ဘူးမိဘဆရာဆိုတာလည်းမရှိတော့ဘူးတို့ရဲ့အုံနောက်ထဲမှာရှိသည်မြဖရာတရားတန်ခါမိဘဆရာတွေအကုန်လုံးထုတ်လိုက်ပြီးတော့မှဒေါ်စုကြီးဆိုတာတရားပဲရှိသွားငလာပါမြန်မာနိုင်ငံအတွက်ပဋိပက္ခတွေနဲ့အတူမှန်ကန်တဲ့သတင်းတွေကိုအမြင့်တက် range လုပ်ပေးသွားမှာဖြစ်ပါတော့ကြောင်းကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပေးကြပါအောင်နော်။အိုးလက်ရှိဗမာပြည်မှာဖြစ်နေတာကဟိုရ တောင်းနေပြောင်ယုံကြည်ချက်မတူရဲ့စိတ်ဓာတ်မတူရဲ့ရန်သူလို့သတ်မှတ်တယ်ဗျမန်ကုန်တာအဲ့ဒီပုံမှာကိုကြီးဘလို့မြင်လဲခင်ဗျဘလို့သုံးကတ်ချင်ဒါတော့တွေးခေါ်ရီအုံနောက်တီကျွန်တော်အရင်တစ်ခါတော့ပြောဘူးလေဗျာဒါဒုတိယကြိမ်တတိယကြိမ်လောက်ပြောတာပေါ့ဟုတ်ကဲ့ကျွန်တော်တို့ရဲ့သူတို့ရဲ့ PDF ဒီ NLD တွေသူတို့ရဲ့ဒါနာမည်တော့ထုတ်ပြောရတော့မှာပေါ့ဟုတ်ကဲ့ပါဟုတ်သူတို့ရဲ့ခေါင်းထဲမှာဖျားဖျားတန်ခါဆိုတာမရှိတော့ဘူးပြီးပါဆရာဆိုတာလည်းမရှိတော့ဘူး တို့ရဲ့အုံတော်ထဲမှာရှိသည်မြဖျားတရားတန်ခါမိပါဆရာတွေအကုန်လုံးထုတ်လိုက်ပြီးတော့မှဒေါ်စုကြီးဆိုတာတရားမရှိွားတယ်။ရှိွားတော့သူကမေစုမေစုတဲ့အကုန်လုံးဟာအကုန်လုံးတတ်မဲ့ပြတ်မဲ့ဆရာမလည်းတတ်မဲ့ပြတ်အခုအမေကိုတတ်တဲ့ကလေးမလေးကအခုအစ်စင်ခါမှာနေတိုင်းကြားတယ်လေ။ဒါဒါအလုံးသိပြီးသားပေါ့နော်။ဒါသူတို့ကမရှိတော့သူတို့ခေါ်ဒါတွေကကွာခြားသွားတာပေါ့။ဟုတ်ကဲ့ကျွန်တော်အဲ့လိုမြင်နေဟုတ် ဒေါ်စုကြည်ကြောင့်ဒီလိုမျိုးပြဿနာတွေဖြစ်လာတာက80ရာခိုင်နှုန်းလို့ထားပါဆိုဘုရားအဲ့ဒါဆိုရင်ဒေါ်စုကြည်ကိုစင်ပေါ်ရောက်လာအောင်နိုင်ငံလမ်းကြောင်းပေါ်ရောက်လာအောင်လွတ်တယ်ရောက်လာအောင်ခေါ်တာအကိုကြီးလို့ဆိုရအောင်ကျွန်တော်ကျွန်တော်အဲ့ဒါကိုပြောချင်တာခုနကတော့လည်းကျွန်တော်ဟိုရှင်မျိုးကိုပြောပြတယ်ဟုတ်ကဲ့ကျွန်တော်တို့ကကျွန်တော်ပြည်မနိုင်ငံမှာအမားကြီးတွေခဏခဏကျိုးလွန်ကြတယ်လူကြီးတွေကနော်ဟုတ်ကဲ့ဒါကျွန်တော်တို့ကထောက်ပြအောင်ဟုတ်ကဲ့နောက်တစ်ခါမမားဘူးလို့ဟုတ်ကဲ့ဒါ နာတာကပြည်သူလူလွဲနာတာဟုတ်ကဲ့သူတို့ကတော့တာတရာပဲသူကြီးဥကပထမတစ်ခုနာတာကဟလာဟိုတောင်စားစုကြည်ကို88ရေကင်းဖြစ်တဲ့အချိန်မှာဖြစ်တဲ့နေတဲ့အချိန်မှာဒေါ်ခင်ကြီးနေမကောင်းဖြစ်ဟုတ်ကဲ့ဒီကောင်ပေါင်းလဲဖြစ်တဲ့အချိန်မှာအဲအောင်စားဥကလာခြင်းတယ်အောင်စားစုကြည်ကလာခြင်းဟုတ်ကဲ့လာခြင်းတဲ့အချိန်မှာ အောင်စာဥအတော့အောင်စာဥကြီးလာခြင်းတယ်လို့မပြောသေးဘူးအောင်စာဥကလာခြင်းတယ်လို့အရင်ပြောတာဟုတ်ကဲ့ပါအောင်စာဥကလာခြင်းတယ်လို့ပြောလိုက်ဥအောင်စာဥကလာလို့ရှိရင်သူကသူတင်းကြိုပြီးတော့ပြန်သွားပြီးပြီဟုတ်ကဲ့ပါဒါပေမဲ့အောင်စာဥဆိုတာအမေရိကန်မှာနေတဲ့ engineer ဘာညာပေါ်တာကိစ္စလာရှိနိုင်တယ်တော့ကြားလို့ဆိုအခေါ်လကလာတက်တယ်ဆိုပြီးတော့ဘူဂျိုမူကြီးသုံးမအောင်ရဲ့ကက်ဘိနက်ဖွဲကတုံးတက်တယ်လို့ယူဆတယ်ဒါကြောင့်မလို့အောင်စာဥပိတ်တယ်ဟုတ်ကဲ့ ပြီးတော့အောင်သာစုကြီးကတော့ဒါတပည့်တပြားပေါ့မဖြစ်ညစ်ကြယ်လေးသူကမဖြစ်ညစ်ကြယ်လေးဟိုကွန်ပျူတာစီးရင်မလေးအဆင်မဲရှိတယ်အဲသူ့ကိုခေါ်လိုက်ဆိုမှုရတော့တာပဲညာအဲလူကြီးကကျွန်တော်အဲ့အဲ့တခုဟုတ်ကဲ့အဲ့အဲ့တခုဟုတ်အဲ့အဲ့သူ့ကိုရောက်လာတယ်နောက်တစ်ခါသူ့ကိုကျွေးကောက်ပဲဥရိယကျွေးကောက်ပဲဝင်ခွင့်မရှိဘူးဟုတ်ကဲ့ရုပ်ပါတီးအဲ့ဒါကို ဖြေလျှော့ပေးလိုက်ဒါနှစ်ခုအဲဒိတ်လေးနှစ်ခက်ပြောအဲအဲ့မှာသူကဝင်လာလွတ်တော်လေးဝင်လာဟိုနေရကလေးဝင်လာလိုက်နှာခေါင်းလေးဝင်လာလိုက်ဟိုကလောက်ကြီးညီတိုင်းပေါ့ဝင်လာတာပေါ့နော်ဝင်လာပြီးတော့အခုတိုင်းပြစ်တယ်အခုချိန်မှာဒါမျိုးထပ်မမှာဘူးလို့ဟုတ်ကျွန်တော်ထပ်ပါတခုရှိသေးတယ်ဒါတော့မပြောတော့ငပိကြောအဲဒါမျိုးမမှားဘူးလို့ဟောသမိုင်းရောက်လေးလာရင်ကျွန်တော်ပထမအင်္ဂလိပ်မြန်မာလေးဖြစ်ဟုတ်ဟုတ် ။အမမရင်တင်ကန်းလာမျိုးဒုတိယရင်တက်ပြီ။ဟုတ်။တင်ကန်းလာမျိုးတတိယတတိယရင်တက်ပြီပါသွားတယ်။သုံးကျင်ပြီးတော့မမသိလို့မမမမမအခုကသုံးကျင်ရောက်ကြရလားအခုဒီ68နောက်ပိုင်းမှာသုံးကျင်မှာလာပြီဟုတ်ကဲ့ဗျာဟိုငါဒီနောက်ထပ်မမဘူးလို့ဟုတ်ဟုတ်ဟုတ်လောကလက်မလွန်သေးဘူးဟုတ်ကဲ့မင်းနဲ့လက်မလွန်သေးဘူးစင်ရင်ချင်နေလေးတွေကိုကျွန်တော်တို့သုံးသက်ကြည့်ရအောင်အခုလာချိုးအဖြစ်ပြက်ပေါ့နော် အခုရလဲတာတပ်မတော်သားတယောက်ဖြစ်ခဲ့တယ်အဲ့ဒီမှာမလေးရဲ့ကွန်မန်ဒါဖြစ်ခဲ့တယ်အဲ့လိုအချိန်တွေမျိုးမှာကိုယ့်ဘက်ကအများကြီးပေးလိုက်ရတယ်အခုကျွန်တော်တို့လက်ရှိကိုပြန်ရပြီလို့ပြောတယ်ပြန်ရပြီပေါ့တပ်တွေဝင်လိုဝင်သွားကြတယ်အဲ့လိုဖြစ်တဲ့အချိန်မှာကျွန်တော်တို့တွေကတပ်မတော်ကိုထောက်ခံသူတာမန်ရဲသားတွေအနေနဲ့အဲ့ဒီဖြစ်ခဲ့တာဂုံယူစရာလားဝမ်းသာစရာလားဒါမှမဟုတ်တောက်တစ်ခေါက်ခေါက်အန်တီဂျင်ဖြစ်စရာလားနည်းနည်းသုံးသပ်ပြပါဦးကျွန်တော်တို့ဟိုပေါ့စစ်ပွဲတစ်ပွဲဟာ ဘလို့နီးနဲ့နိုင်နိုင်ဟုတ်ကဲ့အဲ့ဒီနယ်မျိုးရရှိရဲ့ဒါအောင်မြင်တယ်လို့ယူဆအောင်တတ်တယ်เนาะဟုတ်ကဲ့ကဲ့သူကတိုက်လို့ပဲနိုင်နိုင်လက်မှတ်ထိုးလို့ပဲနိုင်နိုင်ဟိုဒီတောက်မှမခေါက်ရပဲနဲ့နိုင်နိုင်ဟုတ်ကဲ့ကဲ့အဲ့ဒီခါနိုင်ရင်ဒီဘွဲကနိုင်တယ်လို့တုံးတက်ဟုတ်ကဲ့အဲဒါဒါဒါကဘာအစ်စ်ကျန်းကြီးတွေတည်းမှာဒီတိုင်းပဲပါအဲ့တော့အခုလာစုကသူတို့ဆုတ်သွားတယ်ဟုတ်ကဲ့အဲ့ဆုတ်သွားတဲ့အချိန်မှာကျွန်တော်တို့ပြန်ရတယ်ပြန်ရတဲ့အချိန်မှာဟို တဖြည်းဖြည်းနဲ့သူ့ရဲ့လာရှိုးကနေကိုကန့်ဆုပ်သွားတာအဲဒီဒီသူ့ရဲ့အဲလောက်ကန်ကုန်းကျန်းအဲဟိုလောက်ကန်ကုန်းကျန်းချင်းရှိရောသူ့ရဲ့ဟိုအခြေအဥဒေမှာပါတဲ့အထူးဒေသအဲပထမအတွင်းမှာပဲနေတော့မဲ့အနေအထားချီအောင်ဆုပ်သွားလိမ့်မယ်လို့ဒါကျွန်တော်သိထားတယ်ဟုတ်ကဲ့ကျန်တဲ့ပလောင်နေဟိုဒါဘာ AAPIA ဘာညာကြီးกว่าတော့သူတို့ကတော့အဲမဆုပ်ဘူးဘာညာပေါ့အဲသူတို့အဲ့လိုပြောတယ်လို့ကျွန်တော်ကြားတယ်ကြားတဲ့ခါကြတော့ အဲဒါကရေရှိမှာဆက်ပြီးတော့သူတို့ကလည်းမတင်မကြပြောတာဗျဟုတ်ကဲ့အခုချိန်မှာတော့မပေးနိုင်သေးဘူးဆိုတဲ့အနေထားကိုပြောတာပေါ့တော့ဘယ်ချိန်မှာပေးမလဲမသိဘူးဒါပေမဲ့ဟိုအဖြေကတည်ပြီးသားပဲဟုတ်ကဲ့အဖြေကကျွန်တော်တို့အစိုးအစိုးရကလက်ရှိတက်မလို့အစိုးရဒီခြေကဥပဒေဝဲကင်ဆယ်ထားတယ်အဲ့ဒီကဘလောင်ချုပ်ခွေးကဒီသားကိုမြင်ပြန်ဒါလည်းပြီးကျွန်တော်တန်တာစကားပြောမှမဟုတ်ဟုတ်ကဲ့ပါအဲကျွန်တော်အဲ့လိုမြင်တယ်ဟုတ်